ကောင်ဘသူလဲငါရသဘောတူထားသူကနင်ပါလုံးလို့လည်းပြောမွေးသမီးကကြည်နေရကျမပါနော်အဲ့ဒါလုံးဝမရိုက်ခိုင်းတော့တာမရိုက်ရတော့ဘူးဆိုပြီးခဏခဏလည်းပြောနေခဲ့တယ်အင်းကလည်းဟိုအခုဆိုရင်အသက်33နှစ်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာအင်းကစီးပွားရေးပဲလုပ်တော့ဘာလို့မှလည်းဒါတွေဟာဟိုကိုယ့်ရဲ့ဝါဒနာနောက်ကိုလိုက်ခဲ့ရတယ်ကအချိန်တစ်ခုရောက်ခဲ့ပြီအဲ့တော့ကျင်းသက်လိုက်တော့ပြီးလို့ရှိရင်ဟိုစီးပွားရေးကိုပဲစောင့်ချလို့ပြီးတော့ဘယ်ရမှမမြဲဘူးဟိုပတ်စံရန်ချမ်းသာနေဖို့ပြောတာမဟုတ်ပေမဲ့လေကိုရှိရကိုရှင်တန်တဲ့တန်တိတန် ေမှာပြည်စုံလုံးလောက်ဖို့အတွက်တော့ဟိုစူးစမ်းရှာဖို့လိုအပ်တယ်လေအဲ့အတွက်ကြောင့်အင်းကအာဒီဘိုင်ပဲလောက်ပါတော့လို့တော့တောင်းဆိုတာရှိရပါဘူးဟုတ်ကဲ့အဲ့လိုပဲတကားရိုက်ကနေလည်းတခါမေဒီကလေးကတော့ကောင်းမဲ့ပုံပဲရှိုင်းလိုက်ရအောင်အဲ့လိုပြောရတာပေါ့တွေ့တာရယ်တန်ဝင်နေရှိရယ်ဆိုတာလေမောင်နှမလို့တငယ်ချင်းလို့ဆိုတာဒါမပို့ဘူးလေအဲ့နင်လည်းသိနေရမယ် ဟုတ်မင်္ဂလာပါရှင်အာဒါမုံရဲ့ပြည့်သက်ချိန်မှာအကြာကြီးပြောက်ပြီးတော့မှပြန်ပေါ်လာတဲ့ခန်းဘက်ကားလေးပေါ့နော်ဟုတ်အာဒီကားထဲမှာတော့မုံကဟိုစီချောင်းသူနေရာနေပြီးတော့တရုပ်ဆောင်ထားပါတော့နော်တကယ်ဟိုနာမည်ကြီးဝတ္ထုမှာဝင်ပြီးတော့တရုပ်ဆောင်ရတော့အရန်ဟို ပျော်ရွှင်ပြီးတော့ကမ်းပတ်ပြန်လာခဲ့တာပေါ့ဘနာနာမတ်ဥဖီချန်တို့ဆိုင်ကလေးပြခဲ့တာနေပြီးဆိုလို့ရှိရင်၃နှစ်လောက်တော့ရှိပြီချင်းတယ်နည်းနည်း၃နှစ်လောက်တော့ရှိပြီနှစ်ကျော်၃နှစ်လောက်တော့ရှိပြီ၃နှစ်လောက်မှကမ်းပတ်ပြန်လာရင်ခုံတန်ဆိုတော့မလီဘယ်လိုပြောရမလဲပေါ့ပြည်သက်တွေအများကြီးပြောရလေဟာမရိုက်တော့ဘူးလားမသိဘူးပဲလို့ပြောကြတဲ့အခါမှာမန်ကေကကိုလည်းရိုက်ချင်တာပေါ့နော်ဒါပေမဲ့ကိုနဲ့ဟိုကံဆက်တေးရည်တိုက်ဆိုင်တေးရည်ဟိုကိုလိုချင်တဲ့ဟွာလေးမရှိရသေးဘူးအများကြီးဖြစ်တဲ့အခါကျတော့ဟိုကင်းကွာနေရပေါ့ပြည်သက်ရင်ခုံတန်တော့ရှိရဲ့ ဘယ်လိုပဲပြောပြောလေအမတီဟိုမှာကိုယ်စကားမပြရကြဘူးကိုကြီးကျော်စုပြောခဲ့တယ်လို့စကားဆိုလို့ရှင်အမတူးမှာစကားတစ်ခါပြလို့ရှင်နန်းတစ်ခါတက်တက်ပြီးရင်လို့ပဲဆိုတာအဲ့အဲ့တိုင်းပဲလေကိုကဟိုဒီအမတီးကိုရုံတက်လိုက်မှာကိုကပြန်ပြတော့မယ်ဆိုရှင်မှာရန်ကိုပြောတယ်အများကြီးလဲမျောလင့်ထားတယ်ဟုတ်အဲ့ကောင်ဘသူလဲငါရသဘောတူထားကြည့်ပါနင်ပါလုံးလို့လည်းပြောကောင်မလေးမျိုးလဲကောင်မမျိုးလေးလဲအဘလိုမလိုမင်းကလေးမျိုးလဲဆိုလို့ရှင်ဟိုကဒီ စိတ်ကြောင်းသူလေးမိဘကလည်းအရန်ချစ်တယ်ပြီးတော့ပညာရေးကိုဦးစားပေးတဲ့အတိုင်းဝန်းကနေကြီးပြင်းလာခဲ့တယ်။အာပြီးလို့ရှိရင်ကိုဘဝတူတက်ရေးတကယ်ကိုဟိုဘယ်လိုမလဲ။ကျန်တဲ့မလိုအပ်တဲ့ခန်းစားချက်တွေကိုတိတ်ပြီးတော့အေးမထတတ်တဲ့ကောင်မလေးနေရနေလို့ဆောင်ထားတာ။ဒါပေါ့အရန်။အော်အချက်ကိုတမှုထားတာပေါ့။ဟိုဘယ်လိုပဲဖြစ်ဖြစ်လေတယောက်နဲ့တယောက်ချစ်ခင်နေဆိုတာတမှုထားဖို့ကောင်းတယ်လေ။ သွေးမတော်သားမဆက်တဲ့သူတွေကချစ်တာပဲဖြစ်ဖြစ်ကိုယ်သွေးတော်သားဆက်တဲ့သူတွေကပဲချစ်တာပဲဖြစ်ဟိုချစ်ပေးတာပဲဖြစ်ဖြစ်ဟိုအချစ်ဆိုတာတမိုးထားဖို့လိုအပ်တယ်တကယ်ကိုဒီအချစ်တွေချစ်ချင်းမြတ်တာရေဆိုတာအရန်ကိုလိုအပ်တယ်လို့ခံစားရပါတယ်ဒီဇာကားကိုကြည့်ပြီးရဲ့နောက်မှာအဲ့လိုစဉ်းစားစဉ်းမြင်စရာတွေတော့အများကြီးရတဲ့ဟိုပညာလဲပေးမဲ့ဇာကားမျိုးလေးပေါ့နော် ဝိတုဖတ်ပြီးသားသူတွေဆိုတော့တိမှာပါဒီဟာဝိတုကိုတွေ့ဖယ်ပြီးတော့လဲတွေ့ဖယ်ပြီးတော့လဲဟိုဟိုအနေချင်းမဲ့တွေ့ဖယ်ပြီးရိုက်ထားတာဆိုတော့လေပြည်သက်ကိုဝိတုအတိုင်းမဲ့ဝိတုတက်ဝိတုလိုမျိုးပဲဟိုတိမိတဲ့တကယ်ကိုရတ္တုံပေးနိုင်မယ် စကားလေးပါဟုတ်မွေးသမီးကကြည်နေတာကျမောနော်အဲ့ဒါလုံးဝမရိုက်ခိုင်းတော့တာမရိုက်ရတော့ဘူးဆိုပြီးတော့ခဏခဏလည်းပြောနေခဲ့တယ်အင်းကလည်းဟိုအခုဆိုရင်အသက်33နှစ်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာအင်းကစီးပွားရေးပဲလုပ်တော့ဘာလို့မှလည်းဒါရီဟာဟိုကိုယ့်ရဲ့ဝါဒနာနောက်ကိုလိုက်ခဲ့ရတယ်ကအချိန်တစ်ခုရောက်ခဲ့ပြီအဲ့တော့ကျင်းတက်လိုက်တော့ပြီးလို့ရှိရင်ဟိုစီးပွားရေးကိုပဲစောင့်ချလို့ပြီးတော့ဘယ်ရမှမမြဲဘူးဟိုပတ်စံကြီးရမ်းချမ်းသာနေဖို့ပြောတာမဟုတ်ပေမဲ့လေကိုရှိရဲ့ကိုရှင်တန်တဲ့တနေ့တနေ့မှာပြည်စုံလုံးလောက်ဖို့အတွက်တော့ဟိုစူးစမ်းရှာဖို့လိုအပ်တယ်လေအဲ့အတွက်ကြောင့် အင်းကဒီဘိုင်ပဲလောက်ပါတော့လို့တော့တောင်းဆိုတာရှိရပါဘူးဟုတ်အဲ့လိုပဲတကားရက်ခံနေလဲတခါမေဒီကားလေးကတော့ကောင်းမဲ့ပုံပဲရိုက်လိုက်ရအောင်အဲ့လိုပြောရတာပေါ့အမြဲခင်မှာတော့အင်းကိုအမြဲတမ်းအတိပေးရပါပေါ့အာဒီကားဒီလိုလေးရိုက်ချင်တယ်ဟိုကိုယ်အဲ့တဲ့ဒီလိုဆောင်နေတော့ရိုက်တဲ့ဇလန်းတွေလည်းရှိရလေအဲ့လိုချိန်မှာလဲမေဟိုအငယ်လေးတွေကိုရိုက်တာပြင်မဲ့တမီးကဒီမှာအဲ့တဲ့ဒီလိုဆောင်နေနဲ့ဟို credit ကိုလည်းဒီလိုထိုးပေးမှာအဲ့တော့တမီးဒါလေးကိုတော့ရိုက်လိုက်ချင်တယ်အဲ့လိုမျိုးခွင့်တောင်းပြီးတော့ရိုက်ရတာပေါ့ကိုယ်ရဲ့တာသမီးကိုနိုင်တဲ့မိဘဆိုတာမရှိဘူးတဲ့အဲ့စကားအမှန်ပဲ အာအဓိကကတော့စမ်းမရှိလို့ပြောရမှာမဟုတ်ဘောနော်အဓိကကတော့ဘယ်လိုပြောရမလဲဟိုဟိုတက်တော့လေးတပုတ်ကပြီးတော့ပောက်သွားတဲ့သူတွေရှိရယ် Facebook မှာတပုတ်လေးတပုတ်တွေပောက်သွားတဲ့သူတွေရှိရယ်အဲ့လိုအဲ့လိုတွေအများကြီးဟိုရှိရဟိုတကယ်စူးစမ်းပြီးတော့ဟိုနေရာရခဲ့တဲ့တငယ်ချင်းတွေလည်းအများကြီးရှိရ ကိုလည်းစူးစမ်းပေမဲ့လည်းဟိုထိုက်တင်တလောက်ကိုစူးစမ်းရတယ်ထိုက်တန်တယ်အောင်မြင်မှုကိုမရသေးဘူးဆိုတာကိုနဲ့ဒီလောက်ကကံမဆက်လို့ပေါ့အဲအဲ့လိုအဲ့လိုသဘောမျိုးနဲ့ပြောတာအတက်ကတော့နည်းနည်းရလာပြီဆိုတော့လေစူးစမ်းနေသေးမရှိတော့ဘူးနောက်ပိုင်းကျလို့ရှင်ဟိုတပြည့်နဲ့အန်တီကန်နေအမကန်နေအမေကန်နေဖြစ်တော့မှာဆိုတော့အာနည်းနည်းလေးထပ်ပြီးတော့လုတ်ခွင့်ရမဲ့ဇကာလေးရိုက်ဖို့အတွက်ပြင်ဆင်တာရှိရဲ့အဲ့ဒါလေးပြင်တော့ရက်ဖို့စဉ်းစားထားပါရဲ့ရှင်ဟုတ်ဒါတွေအကုန်လုံးကကန်တရားတွေပဲလေသူ့ရဲ့ကန်တရားက တန်တရားအကျိုးပေးအရန်ကောင်းနေတဲ့အချိန်မှာတော်တော်လေးကရတယ်လူချစ်ခင်တဲ့လူတွေအကုန်လုံးအတိမတ်ပြုသွားတယ်တပုံလေးတပုံတင်လိုက်တာနဲ့လူတွေကချစ်ခင်တဲ့လူတွေအတိမတ်ပြုသွားဆိုတာသူ့ရဲ့ကန်တရားတွေပဲသူလုတ်ခဲ့တဲ့ဥဒုကအကျိုးတရားတွေအဲ့ဒါကြီးအကြောင်းလို့ထင်ပါတယ်ဟာမလုတ်တော့အမှုညာလုတ်ကိုအခုဟိုစီစဉ်ထားတဲ့တချို့ထိတ်ဆက်ထားတဲ့ဟာလေးပြီးလို့ရှိရင်နောက်ထပ်အသက်အရွယ်လေးနည်းနည်းလေးပေါ့နောက်ထပ်တနည်းနည်းနည်းအလားလောက်ပြီးလို့ရှိရင်တော့ဒီလောကကနေပြီးတော့ရက်ဖို့အတွက်စဉ်းစားထားပါဘာလို့လဲဆိုတော့အမေကမှလည်းမရိုက်တော့ဘူးလေနော်တော်ပြီလေ ပြည့်တက်တွေအကုန်လုံးကျေးဇူးများကြီးတင်ပါတယ်လို့အမောင်ရဲ့ခံပတ်ပြန်လာတဲ့ကားလေးကိုလည်းတေချာလေးကြည့်ရှုပြီးတော့ဟိုချစ်တဲ့စိတ်နဲ့အားပေးချစ်ခင်ပေးကြပါလို့ပြောချင်ပါတယ်ရှင်